အားလုံးပဲမင်္ဂလာပါ။ PK Movie Guide Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ Netflix ကထွက်ရှိလာတဲ့ SU Store ရဲ့အပိုင်း၁ကနေလေးအထိပြပြပေးသွားမှာပါ။ဇလန်လေးကတော့အွန်ဆူးဆိုတဲ့ကောင်မလေးကသူ့ငွေချင်းအတွက်နှကန်းနေဝင်နေတာကနေစတင်ထားပါရစေ။အဲ့ဒီအချိန်မှာ Hisu စီကဖုန်းလာခဲ့ပါရစေ။သူတို့နှစ်ယောက်တွေ့ဖို့ချိန်ထားပေမဲ့ Hisu ကမတွေ့ပြတော့ဘူးလို့ပြောခဲ့ပါရစေ။အွန်ဆူးကဘာဖြစ်လို့လဲလို့မေးခဲ့ပေမဲ့ Hisu ကထုတ်ဝေသူနဲ့တွေ့စရာရှိလို့ဆိုပြီးလိန်ပြောခဲ့ပါရစေ။တကယ်တော့ Hisu ုကလေရင်နဲ့နိုင်ငံသားကိုထွက်ပြေးဖို့လုပ်နေကြတာပါ နောက်ဆုံးအနေနဲ့ဦးစုကိုအဝေးကနေပဲလာတွေ့သွားကြတာပါဟီစုကနိုင်ငံသားမသွားခင်မှာသူ့အမေနဲ့လည်းတွေ့သွားပါသေးတယ်အလိုကနေလေရင်မော်တက်ခါနီသူ့ယောက်ျားစီကဖုန်းလာခဲ့ပါတယ်ဟီစုကဖုန်းမကင်တော့သူ့အမေကိုနှိပ်စက်ထားတဲ့ပုံနဲ့မက်ဆေ့ပို့လာခဲ့ပါတယ်ခဏနေတော့ဗီဒီယိုကောပါခေါ်လာတဲ့အခါဟီစုတယောက်အင်ကို အသေးအံပြေးပြီးပြန်လာရပါတော့တယ်ခဏကြာတော့သူ့ယောက်ျားဖြစ်သူဂျင်ဖြိုးပြန်ရောက်လာပါတယ်ဂျင်ဖြိုးက ကဟီစုကို ပထမဆုံးပါတချက်ရိုက်လိုက်ပါတယ်။နောက်ပြီးတော့ဂျင်ဖြိုးကဓက်ပြားနဲ့တချင်းတွေဖွင့်ပြီးလိုက်ကာတွေပိတ်လိုက်ပြီးတော့ဟီစုကိုဆ ਾਇ ရိုက်ပါတော့တယ်။ရိုက်ပြီးတဲ့အခါကျတော့လေတောက်မှန်နဲ့နင်းနဲ့ဗန်းစီပိတ်လိုက်ပါသေးတယ်။ဟီစုကမနက်9နာရီခွဲကနေတိုင်းဂျင်ဖြိုးကိုမုံလာဥနီဖြော်ရည်တပ်ပို့ပေးရပါတယ်။ပြီးတော့မနေ့ကဒေါသထွက်မိသွားတယ်ဆိုပြီးဈေးလိန်ပေးရင်မင်းဖယ်ကိုသွားသွားရှာတွေ့မှာပဲလို့ပြောနေခဲ့ပါတယ်။ဂျင်ဖြိုးအလုတ်သွားတဲ့အခါတိုင်းဟီစုကစတိုဂန်နဲ့မှာပဲနေလေးရှိပါတယ်။အဲဒါကြောင့် စတိုကန်ထဲမှာအိပ်ပျော်သွားပြီးဂျင်ဖြိုးပြန်လာတော့မှမို့လို့ထမင်းအသေးအံပြေးချရပါတော့တယ်အဲ့လိုကနေစီပေါက်ပြီးဒါယာနည်းနည်းရသွားပါတယ်အဲ့ဒါကိုဂျင်ဖြိုးကငါပစ္စည်းတွေပျက်စီးတာမျိုးမကြိုက်ဘူးလို့ပြောခဲ့ပါတယ်ဟီဆူကမှားသားပါတယ်လို့ပြောတော့ဒီနေ့တော့ခွင့်လွှတ်ပေးလိုက်မယ်လို့ပြောခဲ့ပါတယ်အဲ့လိုနဲ့ဂျင်ဖြိုးတယောက်အိမ်မှာ CCTV တက်ထားပါတော့တယ်ပြီးတော့ညစာစားနေတဲ့အချိန်မှာဟီဆူကိုဝင်ပြကြတော့ငါဂျင်ဖြိုးကိုဆရာဝန်ကမတတိနဲ့လည်းကြည်နဲ့ကြည်ခဲ့တာကိုဂျင်ဖြိုးကမကျေနပ်ကြောင်းပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်း ယ်။ကုန်တိုင်းမှာအလုံးလုံးနေတဲ့အွန်စုကဂျင်ဆိုဘဲဆိုတဲ့တထဲကိုတရုတ်လိုပြောလိုက်ပါတယ်။ဂျင်ဆိုဘဲလည်းဆဆတွေ့ချင်းတရုတ်လိုပြောတာမတွေ့ဘူးတာတော့တော်တော်ကြာပြီလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒါနဲ့အွန်စုလည်းစိန်ပွင့်နဲ့အလှဆင်ထားတဲ့နိုင်ကြီးကိုပြခဲ့ပါတယ်။ဂျင်ဆိုဘဲလည်းအွန်စုကတေချာရှင်းပြပေးလို့ဆိုပြီးသဘောကျနေခဲ့ပါတယ်။အဲ့လိုကနေစိုက်သိမ်းချင်းရောက်တော့စိန်ပွင့်နဲ့နိုင်ကြီးပျောက်သွားခဲ့ပါတယ်။အွန်စုလည်း CCTV မှာတွားရှာကြည့်တော့တထေးဂျင်ဆိုဘဲယူသွားတာကိုတွေ့လိုက်ရပါတယ်။ရဲတိုင်မို့ဆိုရင်အထက်က ကိုတင်ပြရအောင်မဆိုတော့ဦးစုကသူရှာလိုက်မယ်ဆိုပြီးပြောခဲ့ပါတယ်ဦးစုတရာလိုက်ရှာရင်ဂျင်ဆိုဘဲရဲ့လိမ့်စာကတ်ကိုရခဲ့ပါတယ်နောက်နေကြတော့ဂျင်ဆိုဘဲရဲ့အလုပ်အထိတွားရှာခဲ့ပါတယ်နိုင်အကြောင်းမေးတော့လက်ဆောင်ပေးစရာရှိလို့တနေရာကိုခဏပို့ထားတယ်လို့ပြောခဲ့ပါတယ်သဘောကျတယ်ဆိုရင်တမ်းမီပတ်စံချီမလို့ထပ်ပြောခဲ့ပါသေးတယ်ဦးစုလည်းကုန်တိုက်ကတရက်တော့အချိန်ပေးမယ်လို့ပြောရင်လိမ့်စာကတ်ပေးပြီးစာချုပ်တစ်စောင်ရေးပေးဖို့တောင်းဆိုခဲ့ပါတယ်ဂျင်ဆိုဘဲလည်းစိတ်မချရင်ရဲတိုင်လိုက်လို့ပြောခဲ့ပေးမ ယ်။ဦးစုတယောက်ညနေအထိထိုင်ဆောင်နေခဲ့ပါတယ်။ခဏနေတော့ဦးစုလည်းမုတ်ဝဲစားနေရင်ဂျင်ဆိုဘက်စီကဂျင်ကန်းတရုတ်စီနှစ်လွာကိုလာခဲ့ဆိုပြီးဖုံးဆက်လာခဲ့ပါတယ်။အဲ့နေရာကိုရောက်တော့ဂျင်ဆိုဘက်ကနိုင်ပြန်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟီဆူစီကဖုံးလာတာကိုမကန်လိုက်ရပါဘူး။ဦးစုကနိုင်ကိုဆစ်ဆဲကြည့်တော့ကျိုးမှာချစ်ရအနှဲငယ်ရှိနေတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ဂျင်ဆိုဘက်ကိုကျိုးပဲဝယ်လို့ရတဲ့နီလန်လည်းရှိပါတယ်ဆိုပြီးပြောပြခဲ့ပါတယ်။ဂျင်ဆိုဘက်လည်းဘာလို့ဒီလောက်ထိအလုံးလုံးနေရတာလဲလို့မေးတော့ ော့ဝန်ဆိုးလဲအမှုဆောင်နေရာအထိဟယ်ရိုဒိုဆင်လို့ဆိုပြီးပြန်ဖြေခဲ့ပါတယ်။အဲဒီညမှာအရက်တူတူတောက်ရင်နိုင်ဂျိုးနောက်နေမှာတက်မယ်လို့ဂျင်ဆိုဘက်ကပြောခဲ့ပါတယ်။နောက်နေကြတော့ဝန်ဆိုးကကုန်းတိုက်မှာဂျင်ဖြိုးကိုတွေ့လို့တောင်းနှုတ်ဆက်ခဲ့ပါတယ်။ဂျင်ဖြိုးကဆွဲကြိုးကိုပြပြီးဟီဆူးနဲ့လိုက်ပါမလားဆိုပြီးမေးတော့ဝန်ဆိုးကမင်္ဂလာနှစ်ပတ်လည်နေ့လဲမဟုတ်ပဲနဲ့လို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ရောင်းဝယ်နှန်းကလည်းအမြဲဝယ်နေကြဖောက်တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့တတိယကတော်တယောက်ကပုံဆက်လို့ဆိုပြီးအပြေးသွားတော့သူ့ကိုဆစ်ဆွဲပေးဖို့ပြောခဲ့ပါတယ်။ အဲ့ဒီမှာအွန်ဆူးကဒဏ်ရာဒဏ်ချက်တွေကို တွေ့ပေမဲ့မမြင်ချင်အောင်ဆောင်ပြီးဆစ်ဆွဲပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ယောက်ျားဖြစ်သူရောက်လာပြီးလာခေါ်သွားပါတော့တယ်။နောက်ဆုံးအချိန်ထိအွန်ဆူးကိုတတိကတော်ကအကူအညီတောင်းတဲ့ပုံစံနဲ့ကြည်နေခဲ့ပါတယ်။ခဏနေတော့ဆောနာက VVIP တတိကအွန်ဆူးနမည်နဲ့ပစ္စည်းတွေအများကြီးကြိုမှာသွားခဲ့ပါတယ်။ပြောရမယ်ဆိုရင်နှုတ်ပိတ်ခသဘောမျိုးပေါ့။အွန်ဆူးလည်းစိတ်ညစ်ညစ်နဲ့တိုက်ကွန်ဒိုသွားဆော့နေခဲ့ပါတယ်။နောက်နေကြတော့သူ့မေမွေးနေရှိလို့ဆိုပြီးအိမ်ပြန်သွားခဲ့ပါတယ်။ပြီးတော့ညစာစာ ပြီးမွေးနေ့ပွဲကျင်းပကြပါတယ်။ညရောက်တော့သူ့အဖေက သူ့အမေကိုရိုက်နေတာတွေ့လို့ဝင်တားပါတော့တယ်။ဦးစုကထပ်တန်းကြောင့်သားဘွားတော်က သူ့အမေတက်သေးဖို့လုပ်ခဲ့တာကိုဓာခဲ့ပါသေးတယ်။အဲ့နေ့ကိုသူ့အခုအချိန်ထိမမေ့နိုင်သေးပဲစိတ်ဝေဒနာခံစားနေရတော့မှဘလောက်ထိလဲဆိုရင်เจ้าမမိန်းကလေးတွေကဗရင်ပေါက်မှာဓပုံရိုက်နေတာကိုအိမ်မက်ဆိုကြောင့်မလုံနဲ့ဆိုပြီးဗရင်ပေါက်တွေလိုက်ပိတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟီဆူကပါကူပိတ်ပေးပြီးဟီဆူနဲ့ဖတ်ငိုခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ရင်းနှီး ေခဲ့ကြတာပါ။ဟီဆုကတော့အရင်က ခလေးစာရေးဆရာမဖြစ်ခဲ့ပေမဲ့ဂျင်ဖြိုရဲ့ချုပ်ချယ်မှုတွေကြောင့်လက်ရှိအိမ်မှာပဲစိတ်မွန်းချက်နေသူပါ။ညကြတော့ဂျင်ဖြိုကမနကဝယ်လာတဲ့ဖွဲ့ချိုကိုလက်ဆောင်အောင်နေနဲ့သူကိုယ်တိုင်ဆွဲပေးပါရတယ်။ဂျင်ဖြိုကအမြဲတမ်းရိုက်ပြီးတိုင်းလက်ဆောင်နေပေးနေကြပါ။ပြီးတော့နောက်နေ့သူ့အမေဟောပြောဝဲရှိလို့ဆိုပြီးအဝေးအစာရွေးပေးနေခဲ့ပါရတယ်။ဟောပြောပွဲနေ့မှာသူ့အမေဟောပြောနေတဲ့အကြောင်းအရာတွေကအိမ်တွင်ကြံဖတ်မှုအကြောင်းဖြစ်နေပါရတယ်။အဲအကြောင်းကြတော့ဟီဆုတရားရက်တိုင်မို့လုတ်ခဲ့သေးတာကိုဂျင်ဖြိုရဲ့ ဲ့ညီမရဲရရှိချင်းအောင်နဲ့တွေ့တော့ပြန်ရခတ်ပြီးထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒါနဲ့ချင်းအောင်ကနောက်ကလိုက်လာပြီးတငယ်ချင်းအတွက်တိုင်မေးရလားဆိုပြီးတငယ်ချင်းဖြစ်သူကိုစကားပါလိုက်ပါတယ်ဘလို့စကားလဲဆိုတော့အခုတလောမိမတွေကထိခိုက်ခံရရတဲ့ဈေးမတန်းတူတွေလုပ်ပြီးနင်နာချင်းလင်ယူနေကြတာတွေရှိတယ်ဆိုပြီးပြန်စင်းစားဖို့တငယ်ချင်းဖြစ်သူကိုပြောလိုက်ပါဆိုပြီးပြောခဲ့တာတွေကိုသတိရထားခဲ့ပါတယ်ပြီးတော့မိသားစုလိုက်ညစာစားကြပါတယ်အဲ့ဒီချိန်မှာဂျင်ဖြိုးရဲ့အမေကဟီဆူးရဲ့လက်ကဒဏ်ရာကိုတွေ့သွားတော့ထပ်ပြီးချော်လဲလာလို့မေးခဲ့ ခဲ့ပါတယ်ဟီဆူလည်းဟုတ်ကဲ့ဆိုပြီးပြန်ဖြေလိုက်ပါတယ်ပြီးတော့သူ့သားကိုဟီဆူကိုဂူးဆိုင်ဖို့မှာခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဂျင်ဖြိုကတစ်ခွက်လောက်ထပ်တောက်ရအောင်ဆိုပြီးပြောခဲ့ပေမယ့်ဟီဆူကမော်လာဦးနီတော့ဝယ်ရအောင်မယ်ဆိုပြီးပြောခဲ့ပါတယ်ဒါပေမဲ့ဂျင်ဖြိုကရေခဲတက်တာဖွင့်လိုက်တဲ့အခါမော်လာဦးနီကိုတွေ့သွားပြီးထိုက်ရိုက်ပါတော့တယ်နောက်နေ့မနက်ကျတော့အွန်ဆူကအိမ်ရောက်လာခဲ့ပါတယ်အဲ့ဒါနဲ့ဟီဆူရဲ့ဒဏ်ရာတွေကိုတွေ့သွားပြီးဂျင်ဖြိုလောက်တာလားဆိုပြီးမေးပါတော့တယ်ဒါပေမဲ့ဟီဆူက CCTV ရှိလို့ဆိုပြီးစတိုကန်နဲ့ကိုခေါ်သွားခဲ့ပါ ါတယ်ဟီဆုကမဟုတ်ဘူးလို့ညင်ပြီးအာယုံမဆိုင်နဲ့လို့ပြောခဲ့ပေမဲ့အွန်ဆုကစိတ်ပူပြီးနှစ်ယောက်သားအခြေတင်တွေဖြစ်ကြပါတော့တယ်အလိုနဲ့အွန်ဆုလည်းသူ့အမေအရိုက်မခံရတော့ဘူးလို့ထင်ခဲ့ပေမဲ့မနေ့ကအထိရိုက်ခံနေရသေးတယ်လို့ပြောခဲ့ပါတယ်အွန်ဆုကတခုခုလုံးရအောင်လို့ပြောတော့ဟီဆုကထိတ်တိုက်လဲရင်ဆိုင်မှုတယ်ထွက်လဲထွက်ပြေးမှုတယ်ရဲလဲတိုင်မှုတယ်ဘာမှအတုံးဝင်ဘူးပြီးတော့ဒီနေရာပဲပြန်ရောက်လာခဲ့တယ်လို့ပြောခဲ့ပါတယ်ပြီးတော့ဟီဆုကအွန်ဆုကိုပြန်လွှတ်လိုက်ပါတော့တယ်ညရောက်တော့ဟီဆုကစတိုကန်ထဲမှာတွေ့တိတ်လေးအွန်ဆုနဲ့စာပုတ်နေ ေခဲ့ပါတယ်။ဝန်စုကအရင်ကပုံလေးတွေပြန်ပို့ပြီးအမတ်တရားတွေကိုပြန်သတိရစေခဲ့ပါတယ်။ပြီးတော့နင်တယောက်တည်းမဟုတ်ဘူးငါရှိတယ်ဆိုပြီးဝန်စုကနှစ်သိမ့်စကားပြောခဲ့ပါတယ်။နောက်နေကြတော့ဂျင်ဖြိုးကဟီဆုနဲ့အတူအရေးကြီးတဲ့ပြပွဲတစ်ခုကိုသွားခဲ့ပါတယ်။အဲ့ဒီမှာဟီဆုကဆိုင်ငင်းညက်နဲ့ဝိုင်းနေတောက်နေခဲ့ပါတယ်။အဲ့ဒါနဲ့ဂျင်ဖြိုးလည်းအရေးအခြေကြီးဖို့လာပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာအရင်ကဟီဆုရဲ့စာရေးဆရာမပြပွဲကိုတယောက်တည်းသွားလို့ဆိုပြီးရိုက်ခဲ့တာကိုပြန်သတိရခဲ့ပါတယ်။ပြီးတော့ပြပွဲကမကြီးကားကိုကြည့်ပြီး ီးမူမူနဲ့ရရဆိုင်တွေပြောပြီးတော့အရေးကြီးတဲ့တတိကရော်စီကနေပါရိုက်ခံလိုက်ရပါတယ်အဲ့ဒါနဲ့ချင်းဖြိုးလဲတောင်းမှန်ပြီးထွက်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာဟီဆုကမှားသွားပါတယ်ပြောပြီးရုံရင်းဆန်ခတ်တွေဖြစ်သွားခဲ့ပါတယ်အင်ရပြန်လမ်းမှာချင်းဖြိုးကကားခတ်ဘက်ကိုပါဖြုတ်ခိုင်းပြီးကားကို အကြမ်းမောင်းပါတော့တယ်တစ်ဖက်မှာလဲအွန်ဆုကစိတ်ညစ်ညစ်နဲ့အရက်တောင်းရင်အရင်ကသူတက်တေဖို့လုပ်တာကိုဟီဆုကကဲကဲဝူးတာတွေသူ့မိရိုက်ခံခဲ့ရတာကိုလိလူရှူမိတာတွေကိုပြန်တွေးနေခဲ့ပါတယ်နိုးလာတော့ကျင်းဆိုဘက်ဆိုင်ကိုရောက်နေခဲ့ပါတယ်ပြီးတော့ င်းဝန်ဆူးလဲအတိတယောက်ယောက်ကရိုက်ခံရတာသိရင်ဘာလို့မှလဲမေးပြီးဒီတိုင်းပြန်ထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ပြန်တဲ့လမ်းမှာဂျင်ဖြိုနဲ့ရုပ်ဆင်တဲ့သူကိုတွေ့လိုက်ရပါတယ်နောက်နေ့ကျတော့ဝန်ဆူးတယောက်ချင်းဆိုဘဲကိုနိုင်ကျိုးလာတက်ပေးရင်ကနေနှစ်ယောက်သာထမင်းတူတူသွားကြပါတယ်အဲ့ဒီအချိန်မှာသူမမြင်ချင်းအောင်ဆောင်ခဲ့တဲ့တတိကတော်ကမတော်တဆမှုတစ်ခုကြောင့်ကားတိုက်ခံရတယ်ဆိုတဲ့သတင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာဝန်ဆူးတယောက်နောက်နောက်ရသွားခဲ့ပါတယ်အဲ့ဒါနဲ့စိတ်ပူပြီးသူ့အမေကိုဖုန်းဆက်တော့သူ့မောင်လေးကအမေရေချိုးနေတယ်ဆိုလို့သူစိတ်ချသွားပြီးဟီဇူးစီကိုဖု ုံးထက်ဆက်ခဲ့ပါတယ်ဟီဆူကဖုံးမကင်လို့ဆိုပြီးသွားဖို့လုပ်နေတဲ့အချိန်မှာဂျင်ဆိုဘက်ကသတင်းကြည့်ရင်ခေဖုံးဖြစ်သူကိုတတ်ပစ်ခဲ့ရမှာဆိုပြီးစိတ်တူတူနဲ့ပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ဟီဆူအိမ်ကိုအပြေးရောက်သွားတော့ဟီဆူကိုကိုကိုတတ်သိဖို့လုပ်နေတာကိုတားခဲ့ပြီးညယောက်ျားကိုတပြက်အောင်ဆိုပြီးပြောခဲ့ပါတယ်ခဏနေတော့သူ့ယောက်ျားအိမ်ပြန်ရောက်လာတဲ့အခါဝန်ဆူးကိုဖွားထားခဲ့ပါတယ်ပြီးတော့ဟီဆူကိုရိုက်ပြီးနောက်နေကြရင်အမေရိကန်စတော့ရှယ်ယာတွေတက်လာလို့ဆိုပြီးဂျင်ဖြိုးကပြောရင်းရိုက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဗီဒိုထဲမှာပုံနေတဲ့ဝန်ဆူးလည်းသူ့ ရဲ့ငယ်ဘဝပုံရိပ်တွေစိတ်ထဲပြန်ပေါ်လာခဲ့ပါတယ်။နောက်နေ့ညမှာဟီဆူကသူ့ကိုယ်သူတက်တည်ဖို့လုပ်တော့ဂျင်ဖြိုးကအသေးအတန်အရေးပေါ်အသက်ကယ်နည်းနဲ့ကယ်တင်ခဲ့ပါတယ်။ပြန်လို့လာတော့ဂျင်ဖြိုးကဘသူ့သဘောနဲ့တည်မလို့လဲဆိုပြီးပြောတော့ဟီဆူကသူ့ကိုမသေးသေးချင်းရင် CCTV ဖြုတ်ပေးလို့ပြောလိုက်ပါတယ်။ဂျင်ဖြိုးကမလုပ်ပေးနိုင်ဘူးပြောတော့ဟီဆူကကက်ကြီးနဲ့ကိုယ့်ကိုယ်ကိုထိုးဖို့လုပ်လို့ဂျင်ဖြိုးလည်း CCTV ကိုရိုက်ခွဲလိုက်ပါတော့တယ်။နောက်နေ့ကျတော့ဟီဆူကသူ့အစီအစဉ်အတိုင်းလုပ်ကြမယ်ဆိုပြီးမက်ဆေ့ကနေပြောခဲ့ပါတယ်။အဲ့ဒါနဲ့အွန်ဆူလည်း င်ဆိုဘက်စီထတ်သွားရင်ဂျင်ဖြိုးနဲ့ရုပ်တူတဲ့ဂျန်ကန်းဆိုတဲ့သူကိုတွေ့ခဲ့ပါတယ်။ဥန်ဆူလည်းဂျင်ဆိုဘက်ကိုဂျန်ကန်းအကြောင်းမေးပါတော့တယ်။ဂျင်ဆိုဘက်လည်းဂျန်ကန်းကတရုတ်ကလာတဲ့တရားမဝင်နိုင်ငံသား passport မရှိပတ်စံမရှိပဲထွက်ပြေးလာတဲ့သူဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒါနဲ့ဥန်ဆူလည်းဂျန်ကန်းကိုဖုန်းနဲ့ဗီဒီယိုရိုက်သွားခဲ့ပါတယ်။ပြီးတော့ဟီဆူကိုပြပြီးဂျင်ဖြိုးမှာအမှားမရှိဘူးလားဗာညာဆိုပြီးမေးတော့မရှိဘူးလို့ဖြေခဲ့ပါတယ်။ဥန်ဆူလည်းဂျန်ကန်းကိုတွေ့ပြီးတရုတ်ပြည်ကိုပြန်မှုအတွက် passport အပြင်ပတ်စံလည်းအများကြီးပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့ပါတယ်။အလို နဲ့စဉ်းစားဖို့၃ရက်အချိန်ပေးမယ်လို့ပြောခဲ့ပါသေးတယ်။ပြီးတော့တငယ်ချင်း၂ယောက်နိုးချင်းဖြိုးကသူ့ခြေထောက်နဲ့သူတရုတ်ရောက်သွားရင်ရပြီဆိုပြီးအစီအစဉ်ဆွဲခဲ့ပါတယ်။ချင်းဖြိုးတယောက်ဟီဆူးကြောင့်ပြဿနာဖြစ်သွားတဲ့တထေးကတော်ကိုနားချဖို့အတွက်ဆိုပြီးအွန်ဆူးနဲ့၃ယောက်အတူညစာစားပါတော့တယ်။ပြီးတော့အွန်ဆူးကိုတငယ်ချင်းလှုပ်ထားတာကိုဖြေရှင်းပေးမှာပေါ့ဆိုပြီးချင်းဖြိုးကပြောခဲ့ပါတယ်။အဲ့ဒါနဲ့အွန်ဆူးလည်းချင်းဖြိုးနဲ့တထေးကတော်အတွက်နေရာတစ်ခုအစီအစဉ်ပေးလို့အဆင်ပြေသွားခဲ့ပါတယ်။နောက်နေ့ကျတော့ဂျန်ကန်းကလည်းအွန်ဆူးပြောတဲ့အတိုင်းလုပ်မယ်လို့ကားထဲမှာပြောနေတာကိုဂျင်းဆိုဘက်ကတွေ့သွား ားခဲ့ပါတယ်။အွန်စုကဂျင်ဖြိုးနဲ့တူအောင်ဂျန်ကန်အတွက်အဝတ်အစားတွေလိုက်ဝယ်ပေးနေတာကိုဘေးကဖြတ်သွားတဲ့ဂျင်ယောင်ကမတော်တဆတွေးလိုက်ရပါတယ်။နောက်နေ့ကျတော့အွန်စုကထွက်ရမယ့်နေ့နဲ့လေစိတ်မှသူ့မိမနဲ့တားလေးကိုလာကြိုခိုင်းလိုက်ဆိုပြီးပတ်စံတွေလည်းပေးခဲ့ပါတယ်။ဒီနေ့ဂျန်ကန်စီကိုအွန်စုစီကဖုံးလာတာတွေ့ပြီးဂျင်ဆိုဘက်ကသတိထားမိနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဟီစုကဒီနေ့အွန်စုနဲ့သူ့အမေရှိတဲ့ဘဝရိတ်သားတွက်လဲလို့ရလားဆိုပြီးခွင့်တောင်းတော့ဂျင်ဖြိုးလဲရတယ်ဆိုပြီးလက်ခံလိုက်ပါတယ်။ပြီးတော့နှစ်ယောက်သားတောင်ပေါ်မှာမြေမြုပ်ဖို့အတွက်တွားရှာ ေခဲ့ပါတယ်။ရှင်ဖြိုးကအလောက်ကညစာစားပွဲမှာစားတောက်ရင်သူ့မိမရဲ့ခြေလမ်းတွေကလည်းထူးဆန်းမကြခင်ခီးသွားတော့မဲ့နိုရှင်ဖြိုးအတွက်ဆိုပြီးဟိုတယ်ကကူပွန်စာတွေပို့လာတဲ့အခါအိမ်ကိုချက်ချင်းပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအုံဆူနဲ့ဟီဆူတို့နှစ်ယောက်သားရှင်ဖြိုးကိုတတ်ဖို့ကြိုးတင်လေ့ကျင့်နေကြပါတယ်။သူတို့မှန်းထားတဲ့အချိန်ထက်ရုတ်တရက်အစောပြန်ရောက်လာပြီးရှင်ဖြိုးတယောက်မေးမြန်းရင်ဟီဆူကိုအကြမ်းဖက်မဲ့အချိန်အုံဆူကအခန်းထဲကထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ့ရတဲ့မှာစစ်ဆေးကြည့်တော့ခေါင်းအောက်ကကြိုးကိုတွေ့လာခဲ့ပါတယ်။အဲ့ဒါနဲ့ထွက်ပြေးဖို့လို့ ော့အွန်ဆူးစပင်ကိုဆောင်ဆွဲပြီးပြစ်ထုတ်လိုက်ရကအွန်ဆူးကိုရိုက်နှက်ပါတော့တယ်အဲ့ဒါကိုလက်တားတဲ့ဟီဆူးကိုလည်းရိုက်ပစ်လိုက်ပါတယ်ပြီးတော့အွန်ဆူးနဲ့တပွဲတလန်နှဲတဲ့အချိန်အွန်ဆူးကိုကျိုးနဲ့ညှစ်တတ်ဖို့လုပ်နေတဲ့အခါဟီဆူးလည်းနောက်ကနေနှင်းဖန်လုံးနဲ့ရိုက်ချလိုက်ပါတော့တယ်ဟီဆူးတယောက်သူ့ကိုရိုက်ခဲ့တာတွေပြန်မြင်ရောင်လာပြီးစိတ်နာနာနဲ့၆၆လောက်ဆင်ပြီးရိုက်ချလိုက်ပါတော့တယ်အဲ့ဒါနဲ့အွန်ဆူးလည်းအစည်းအဝေးတိုင်းမှာဂျင်ဖြိုးကိုမြုပ်ပြီးခြံကန်ကိုတရုတ်ကိုပို့မယ်ဆိုပြီးပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာအပြင်ကဘက်တီတန်ကိုကြားလို့တော်ထက်ကြည့်တော့အောက်ထက်က အိမ်ကြီးချင်းဖြစ်နေခဲ့ပါတယ်။အလားနဲ့အသေးအံဆေးကြောပြီးအိမ်ရဲထဲကပဲတွေ့ခဲ့ပါတယ်။နှစ်ယောက်သား Lucky H ထဲထည့်ပြီးတွေးတွေကိုတတ်ရှင်းရေလုပ်ပါရတယ်။တွေးပင်နေတဲ့အဝတ်တွေကိုလည်းကျော်ပြီးရေမွေးတွေနဲ့လည်းတအိမ်လုံးဖြန်းထားခဲ့ပါတယ်။ခဏနေတော့ဂျန်ကန်ရောက်လာတဲ့အခါအဝတ်စားလဲပြီး Lucky H ကိုထည့်ပေးလိုက်ပါတယ်။မနက်ကြတော့ဝန်ဆိုးလဲလေစိတ်ကိုတွက်လိုက်ပို့ဖို့အတွက်ထွက်သွားပါတော့တယ်။အဲဒီချိန်မှာချင်းယောင်းကအိမ်ကြီးညပတ်နေလို့ဆိုပြီးသူ့အကိုအိမ်ဝင်ပြီးတတ်ဆင်ကန်တုံးမှု လာခဲ့ပါတယ်။ယီဆုလည်းမလုံးမလဲနဲ့ပြောင်းနေတဲ့ဂျမ်းမြင့်ကို ိုသွေးပိနေတဲ့ထင်မိတုံနေခဲ့ပါတယ်အဲ့ဒီချိန်မှာဂျင်ယောင်တယောက်ဖန်ဆာကိုတတ်နင်းမိသွားပါတယ်တရခန်ချာတော့နှင်းဖန်လုံးဆိုတာတည်သွားပြီသူ့စိတ်ထဲမှာသူ့အကိုကနှင်းဖန်လုံးနဲ့တော့ဟီဆူးကိုမရိုက်လောက်ပါဘူးဆိုပြီးတွေးနေခဲ့ပါတယ်ခဏနေတော့ကားပါကင်မှာအွန်ဆူးကဂျန်ကန်ကိုလေစိတ်ပို့ဖို့သွားကြိုရင်ဂျန်ကန်ကပုံစံတူ luggage အိတ်နှလုံးကိုတွေးလိုက်ရပါတယ်ပြီးတော့ဘန်မာလည်းငွေတွေတတ်ထုတ်ခဲ့ပါတယ်လေစိတ်ရောက်တော့အွန်ဆူးက luggage အိတ်ပတ်စပို့ကိုပြောပြလိုက်တဲ့အခါဂျန်ကန်ကအနေငယ်ဖြဲကြည့်လိုက်တော့မုတ်တွေဖြစ်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာဂျင်ဖြိုဖုံးတဲ့ကိုဂျင်ယောင်စီကမကြခင်တမရယုံမှာအလုပ်လုပ်ဖို့အတွက်အရေးချင်းစစ်ဆေးတာတွေလုပ်တော့မှာမို့လို့ကိုကြီးကိုရာကိစ္စတွေသတိထားဖို့မစိတ်ဝင်လာခဲ့ပါတယ်။ဦးစုကဒီတိုင်းဖြတ်ပြစ်လိုက်ပြီးဖုံးကိုအပင်ဝိုးထဲမှာထားခဲ့ပါတယ်။ခဏနေတော့ဂျန်ကန်းလည်းဝင်သွားခဲ့ပါတယ်။ညကျတော့ဦးစုနဲ့ဟီစုနှစ်ယောက်သားဖုံးတွေလည်းပိတ်ထားပြီးအလောင်းမြုပ်ဖို့သွားပါတော့တယ်။အလောင်းမြုပ်ဖို့သွားရလမ်းမှာရေတမင်ကိုတိုက်မိသွားခဲ့ပါတယ်။တောင်ပေါ်ရောက်တော့အလောင်းကို luggage အိတ်အတိုင်းမြေမြုပ်လိုက်ပါတော့တယ်။အဲ့ဒါပြီးတော့မိုးလင်းပေါင်းနှစ်ယောက်သား၆သား ကြပါတယ်။ဝန်စုလည်းစားစရာတော့ဝယ်လိုက်အောင်မယ်ဆိုပြီးမီယူမီဘန်နေတင်လို့ဝယ်ခဲ့ရကနေနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေကြပါတယ်။ပြီးတော့ညစာစားပြီးကားပေါ်မှာပဲအိတ်ခဲကြပါတယ်။မိုးလင်းတဲ့အခါဖုန်းတွေပြန်ဖွင့်ကြည့်တော့ဂျန်ကန်လေစိမ့်မှာသူ့မိသားစုနဲ့ပြန်တွေ့တဲ့ပုံတွေကိုတွေ့လိုက်ရတော့နှစ်ယောက်သားစိတ်အေးသွားခဲ့ရပါတယ်။အဲ့လိုနဲ့အပြန်လမ်းမှာမတော်တဆမှုဖြစ်နေလို့ကားတွေပိတ်နေရကသူတို့ကားရှိမှတွေးတွေပင်နေလို့ဆိုပြီးရဲကမေးမြန်းတော့ဒေသမင်တိုက်မိထားတာလို့ပြန်ပြောလိုက်ပင်မယ်။နောက်ဖုန်းကိုစစ်ဆေးဖို့လုပ်ပါတော့တယ်။ဖွင့် ်မေးဖို့ပြောနေတဲ့အခါဦးစုလည်းဖွင့်ဖို့လုပ်နေတဲ့အချိန်ပိုင်းလေးကအဲ့ဒီမှာပြီးသွားခဲ့ပါတယ်ဒီနေ့တင်ဆက်ပေးချင်တာကတော့ဒီလောက်ပါပဲကေရမာအကြောင်း update တင်နေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe ထားဖို့လည်းမေးပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်